်မင်္ဂလာပါရှင်ခိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စစ်ကောင်စီစစ်သင်္ဘော6စင်းကိုတိုက်ခိုက်မှု၄စီးမီလောင်ပြက်စီးနှိမ့်မြုပ်ပြီးနှက်စီးဆက်လက်မမောင်းနိုင်တော့ပဲစစ်သား42ဦးတေဆုံးနေဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အယာဝတီမြကြောင်းအတိုင်းစံတက်လာသောအကြံဖက်စစ်ကောင်စီ၏စစ်သင်္ဘော6စင်းကိုတော်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ရာစစ်သင်္ဘော၄စီးမီလောင်ပြက်စီးနှိမ့်မြုပ်ပြီ နှက်စည်းဆက်လက်မမောင်းနိုင်တော့ပဲစစ်သား42ဦးသေဆုံးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကွယ်ရေးဝင်ကြီးဌာနကသတင်းထုတ်ပြန်ပါရယ်စက်တင်ဘာ22ရက်နေ့ထုတ်ပြန်သောကကွယ်ရေးဝင်ကြီးဌာန၏ထုတ်ပြန်ချက်တွင်မန္တလေးမြို့ဂေါဝန်စိတ်ကပ်မှာအယောက်ပတိမြကျောင်းအတိုင်းစံတက်လာသောစစ်သင်ဘော18စီကိုဖြီးသူကကွယ်ရေးတပ်မတော် PDF မန္တလေးတိုင်းစစ်ဌာနကိုကယ်မှုအောက်ရှိပြင်းဦးလွင်ခရိုင်စစ်ဌာနကိုကယ်မှုဖြင့် ဧရာဝတီစစ်ကြောင်းကတပိတ်ချင်းမြို့နယ်ချောင်းတလဲချေးရွာမှကြောက်ကြီးဇက်စိတ်ကြားနေရများတွင်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်သင်္ဘော၃စီးဖြက်စီးနီးလောင်ကဓာစီးနှိမ့်ုပ်ခဲ့ပြီးနှစ်စီးဆက်လက်မောင်းနေနိုင်ခြင်းမရှိကြောင်းသိရပါသည်။အဆိုပါတိုက်ခိုက်မှုအတွင်ရန်သူစစ်ကောင်စီတပ်သား42ဦးသေဆုံးပြီး21ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရှိရပြီးစစ်တင်ဘောတစီနှိမ့်ုပ်သွားချိန်တွင်ရင်းစစ်တင်ဘောမှစစ်သားများမှအခြားစစ်တင်ဘောတစီပေါ်သို့အပြေးအလွှာခုန်တက်ကြသည်ကိုလည်းမြင်တွေ့ရသည် အကြံဖတ်စစ်တပ်ဤစစ်သင်္ဘောအုပ်စုကိုမန္တလေးတိုင်းစစ်ဌာနဤကုခဲမှုအောက်ရှိဖြုံလွင်ခရိုင်စစ်ဌာနကုခဲမှုဖြင့်ပြည်သူ့ကောက်ွယ်ရေးတမတော် PDF 900ကိုတက်ရင်ဖြုံလွင်ခရိုင်တက်ရင်များမိုးကုတ်ပြူဟာတပိတ်ချင်းတိုက်နယ်ပါကာဖာမြိုင်မျိုးနယ်ပါကာဖာမန္တလေးတိုင်းလက်နက်ကြီးတပ်ဖွဲ့နှင့်မဟာမိတ်တပ်များကအေယဝတီပူးပေါင်းစစ်ကြောင်းအဖြစ်စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရှိရပါသည်ထို့ပြင်ယမန်နေ့နံနက်ပိုင်းမန္တလေးမြို့မှစစ်သင်္ဘော6စင်းပါ တိုက်ခတ်ရေးရရင်အုပ်စုတခုမှလည်း AOD မြစ်ကြောင်းအတိုင်းထပ်မံ၍စံတက်လာကြောင်းဒေတာကင်းတောက်သတင်းရင်းမြစ်များကပြောဆိုပါရယ်ရှေ့ကထွက်သွားတဲ့စစ်သင်္ဘောအုပ်စုရောအခုမန္တလေးကထွက်လာတဲ့စစ်သင်္ဘောအုပ်စုရောဆိုရင်စစ်သင်္ဘောအုပ်စုနောက်ခုတပြိုင်တည်းထွက်လာတာရကံပီးကြေးရွာတွေပို့ပြီးသတိထားရပါမယ်ရှေ့သင်္ဘောအုပ်စုဖြတ်သွားပြီးပြီဆိုရင်တော့မပေါ်သင့်ဘူးပေါ့နော်နောက်ထပ်စစ်သင်္ဘောအုပ်စုကလည်းထပ်တက်လာနေတယ်ဟုမန္တလေးအခြေစိုက်ကင်းထောက်သတင်းရင်းမြစ်ကရှင်းပြပါရယ် အကြံဖက်စစ်ကောင်စီတပ်ကအေယာဝတီမြစ်ကြောင်းအထက်သို့စံတက်လာနေသောစစ်သည်မောများကိုတိုက်လေရင်များရဟတ်ရင်များဖြင့်ကောင်းကင်မှလုံခြုံရေးယူ၍လိုက်ပါပြီးနေကြောင်းလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုများကိုလည်းလှုပ်ဆောင်နေကြောင်းသိရပါသည်။ဆက်လက်ပြီးနိုင်ရကတိုက်ပွဲပုံသွားကျဲသည့်စစ်တိုက်လေရင်ပျောက်ဆုံးနေဆွဲတဲ့တွင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါသည်။နိုင်ရကန်အနီမှာတိုက်ပွဲအကြီးကျယ်ဖြစ်ပွားပြီးအရေးပေါ်စစ်ကူသွားသည့်စစ်တပ်တိုက်လေရင်တစင်ပြောက်ဆုံးသွားကြောင်းတပ်တွင်းသတ်သူတွေထံမှတစင်သိရပါဗျ။ လက်ရီကန်တိုက်ပွဲဟာရခိုင်တပ်တော် AA နဲ့အကြံဖက်စစ်ကောင်စီတို့ကြောင့်တပတ်ကျော်ကြာတဲ့ထိတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံမှုတွေရှိပါတယ်။ထို့သောတိုက်ပွဲပြင်းထန်နေချိန်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားလာပြီးနေပြည်တော်မှစစ်ကူအရေးပေါ်စစ်တိုက်လေယာဉ်တစင်ဆီလုခဲ့တာဖြစ်ပါတယ်။ထို့သောစစ်ကူသွားသည့်စစ်တိုက်လေယာဉ်ဟာတိုက်ပွဲဖြစ်တဲ့နေရာကိုမရောက်ဘဲပျောက်ဆုံးနေကြောင်းသိရပါတယ်။အဆက်အသွယ်လုံးဝပြတ်တောက်သွားပြီးလေရင်မှုကိုစစ်တပ်ဘက်ကတိုက်ဆုံးခဲ့သည်ဟုထင်မှတ်နေတော့လေတိကျတိကျသည့်အတီးပြူချက်ကိုမရရှိသေးကြောင်းသိရပါတယ် နိုင်ကန်တိုက်ပွဲတွင်အကြီးမားဆုံးအခက်အခဲတစ်ခုကစစ်တပ်မှလေကြောင်းထောက်ခံတပ်ဖွဲ့များ၏အကြိမ်များစွာလေကြောင်းဝင်တိုက်မှုဖြစ်ပြီးဒေသခံများအပါအဝင်အနာပိုင်အတွင်းမှပါစိုးရိမ်ပူပန်မှုများတိုးပွားလာခဲ့သည်လေရင်ဖြောက်ဆုံးပြီးနောက်အစိုးရတပ်မှလုံခြုံရေးတင်းကျပ်စွာစီမံချုပ်ကိုင်နေတော်လဲတိုက်ပွဲဒေသတွင်မှအခွဲအစည်းတချို့ကလေရင်မှုကိုအသက်အနည်းငယ်မရှိသေးပဲထွက်ပြေးနိုင်ခဲ့တဲ့ဟူသောသတင်းများလည်းထွက်ပေါ်နေပါတယ်ဆလပီနေပြည်တော်မှာစစ်ဘုတ်ချုပ်တုံးဦးပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် နေပြီးတော့တရင်အရာစစ်အာဏာရှင်အစိုးရအတွင်ကအထက်တန်းစစ်အရာရှိကြီးများ၃ဦးမကြသေးမီကပျောက်ဆုံးသွားကြောင်းတရင်ရရှိလာပါတယ်။အဆိုပါအရာရှိများမှဗိုလ်ချုပ်ချုပ်ဆွေဗိုလ်ချုပ်ခင်မောင်ထွန်းနှင့်ဗိုလ်ချုပ်စိုးလွင်တို့ဟုတရင်သမားများထံသို့ထောက်လှမ်းမှုအရာယူဆနိုင်ခဲ့ကြသည်။တိုင်းပြည်အတွင်းစစ်ရေးအင်အားထိန်းသိမ်းရေးနှင့်လုံခြုံရေးဆိုင်ရာအဓိကတာဝန်များကိုတာဝန်ယူဆောင်ရွက်နေကြသောအရာရှိများဖြစ်သည့်ဖြင့်၎င်းတို့ပျောက်ဆုံးမှုကိုတက်တွင်းလုံခြုံမှုမရှိတော့ကြောင်းအလွန်ဆိုးရိမ်နေကြပြီဟုသိရပါသည်။ ။တရင်ရင်းမြစ်များအစိုးရအီအီယာရှိများကိုနေပြည်တော်ရှိစစ်ဗိုလ်ချုပ်အဆောက်အဦတွင်နောက်ဆုံးတွေ့ခဲ့ကြပြီးတပ်တွင်အကြီးအကဲများကလည်းအချောင်းရင်တိကျကိုမကြေညာပဲထိတ်တဆိတ်ထားသဖြင့်ဤသို့ဖြစ်ပျက်ခဲ့သည်ကိုမပြတ်သားသည်ပါ။တချို့တရင်များတွင်အတွင်းပိုင်းအာဏာပိုင်များအကြားမညီညွတ်မှုကြောင့်ဖြစ်နိုင်ကြောင်းတန်တရားရှိကြတော့လေတရားဝင်အတည်ပြုချက်မရှိသေးပါအများပြည်သူများထံမှတရင်အနှိမ့်ငယ်ပေါက်ကြားလာသည့်အရာအကြမ်းဖက်တိုက်ခိုက်မှုများလုံခြုံရေးအခြေအနေမတည်ငြိမ်မှုများကြောင့်လေထိုးရရှိများကိုမတိမတာထိန်းထားခြင်းဖြစ်နိုင်ကြောင်း ယူဆခံထားရသည်နေပြီးတော့တလျှောက်လုံးလုံခြုံရေးတပ်ဖွဲ့များကိုအပြင်အစင်ထိန်းချုပ်ထားသည့်အပြင်အစိုးရအစအဦးများလေစိတ်သတင်းဌာနများအထိစစ်ကားများတပ်ဆင်ထားကြောင်းလည်းသတင်းတွေ့ရသည်အများပြည်သူထံသတင်းရင့်မြစ်များကလည်းစစ်ကောင်စားအတွင်အပြင်အလံမယုံကြည်မှုပေါ်လာပြီးဟုခံမှန်းကြသည်ထို့နောက်တက်မတော်မိမိဘက်ကပျောက်ဆုံးနေသည့်အရာရှိများကိုရှာဖွေရန်အတွင်းပိုင်းစုံစမ်းရေးအဖွဲ့အကြီးအကျယ်ဖွဲ့စည်းပြီးနေ့တစ်စိတ်စုံစမ်းနေကြောင်းလည်းသတင်းရလာသည် ထို့သောယနေ့အထိတိကျသောအဖြစ်များမထွက်ပေါ်သေးသကဲ့သို့စစ်တပ်ဘက်ကလည်းမူဝါဒကြောင့်တရားဝင်ကြေညာချက်မထုတ်ပြန်သေးပေ။နေပြည်တော်အတွင်းလက်ရှိဖြစ်ပေါ်နေသည့်အခြေအနေသည်တက်အတွင်းဖို့မှုထိခိုက်နိုင်ပြီးဆီအာနာရှင်၏အတွင်းပိုင်းကိစ္စရများကိုပေါ်ထွက်စေသည့်အရာဖြစ်လာနိုင်ကြောင်းသုတေသနများကသတိပေးထားသည်။အထက်တန်းစစ်ဘုတ်ချုပ်၃ဦးတပြိုင်နက်တည်းပျောက်ဆုံးသွားသည့်တဲ့တွင်သည်စစ်တပ်အတွင်တန်တရားများကိုတိုးပွားစေသည့်အပြင်နိုင်ငံရေးအခြေအနေများကိုပါတက်ရောက်စေမည်ဟုစာနယ်ဇင်း၃သက်သတိပေးနေကြသည်။ ဆက်လက်ပြီးကြာဆုံးရဲဘော်များ၏မိသားစုကိုစောင့်ရှောက်နိုင်ရေးကိုလက်အင်ကဆွလုံရသည့်ရဲဘော်များကိုတသက်စာတာဝန်ယူနိုင်ရေးအတွက်ဥပဒေပြဋ္ဌာန်းနိုင်ရန်လှုံ့ဆော်နေကြောင်း NUG ပြောတဲ့ဆွေးတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မြေဦးတော်လိုင်းရေးကာလအတွင်းအာနာသိန်းအချံဖက်စစ်တပ်ကိုစန့်ကျင်တိုက်ခိုက်ခြင်းအသက်နှင့်ခန္ဓာပေးဆက်ဆွလုံခဲ့ရတဲ့တော်လိုင်းရေးရဲဘော်တွေအတွက်ရဲဘော်တွေရဲ့မိသားစုဝင်တွေအတွက်ဥပဒေတစ်ခုပြဋ္ဌာန်းနိုင်ဖို့ကြိုးပမ်းနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောပါတယ်။ ကြာဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေနဲ့ကိုလန့်အင်ကဆွလွန်ခဲ့ရတဲ့ရဲဘော်တွေအတွက် NUG လက်ထက်မှသာမကနောက်အနာဂတ်မှာပါတာဝန်ယူပေးနိုင်ဖို့ဆောင်ရွက်နေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါရယ်တော်လန့်ရဲမှာမြင့်မြတ်စွာကြာဆုံးခဲ့ရတဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေကိုတာဝန်ယူဆောင်ရှောက်နိုင်ဖို့နဲ့ကိုလန့်အင်ကဆွလွန်လက်ခဲ့ရတဲ့ရဲဘော်တွေအတွက်တသက်စာလုံးဘဝတသက်စာလုံးတသက်စာလုံးတဘဝစာလုံးကျမ်းမာရေးပညာရေးအတတ်မှုဝန်ချောင်းရေးတို့အတွက် တာဝန်ယူတာဝန်ခံနိုင်ဖို့လက်ရှိအမျိုးသားညှိညွတ်ရေးအစိုးရကတာမကအနာဂတ်မှာပေါ်ပေါက်လာတဲ့ Federal Democracy နိုင်ငံကပါတာဝန်ယူတာဝန်ခံနိုင်ဖို့မူဝါဒတွေကိုလည်းချမှတ်ဆောင်ရွက်နေပါတယ်။ဥပဒေတစ်ခုပြဋ္ဌာန်းနိုင်ဖို့ကိုလည်းစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်လို့ဦးနေဖုံလကပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြောကြားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရဲဘော်တွေကိုကုသနိုင်ဖို့နဲ့သူတို့ရဲ့ဘဝရှိရေးအတွက်စီမံပေးနိုင်ဖို့ကာကွယ်ရေးဝန်ကြီးဌာနဖြစ်သူကာကွယ်ရေးတပ်မတော်စီရေးဌာနရဲ့လက်အောက်မှာဈေးဝန်ထမ်းဌာနကွဲတစ်ခုထားရှိပြီးစောင့်ရွက်နေတယ်လို့သိရပါတယ်။ကြားပြင်ဒဏ်ရာရရဲဘော်တွေကိုကုသပေးဖို့ပြည်တွင်းကစစ်ဆေးရုံ33ခုနဲ့ဈေးကမ်းတွေမှာကုသမှုစောင့်ရွက်ခြင်းလွတ်မြောက်နေပြည်တွေနေဆက်ဒေသတွေကဈေးရုံတွေစီလွှဲပြောင်းကုသခြင်း နိုင်ငံတကာအဖွဲ့အစည်းတွေပြည်တွင်းနဲ့နယ်စပ်ဒေသကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတွေနဲ့ဖူးပေါင်းဆောင်ရွက်ခြင်းပြည်ပမှစေကူတောင်းမှုခံယူဖို့လိုအပ်တဲ့တပ်ဖွဲ့ဝင်တွေအတွက်ကုသရေးစားတောက်နေထိုင်သွားလာရေးတို့ကိုဖန်ပိုးနိုင်ဖို့အတွက်နယ်စပ်ဒေသကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၅ဖွဲ့အဖွဲ့အစည်းဆောင်ရွက်ခြင်းတို့ကိုလှုံ့ဆော်နေတယ်လို့ပြောပါရယ်မတန်ဆွမ်းတပ်ဖွဲ့ဝင်တွေအတွက်ခြေတူးလက်တူတက်ဆင်ပေးခြင်းတို့ကိုဒေသလိုက်ဆောင်ရွက်နိုင်ဖို့အတွက်ပြည်လဲထူထောင်ရေးစင်တာလေးခုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသလိုဒေသအလိုက်လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့လည်းချိတ်ဆက်ဆောင်ရွက်နေပါရယ် ဒဏ်ရာရရဲဘော်တွေရဲ့ကုသမှုခြေတူးလက်တူတက်ဆင်မှုနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများအတွက်လစဉ်ကြက်သိန်းတစ်ထောင်မှ1500ခန့်ကိုပုံမှန်အသုံးပြုဆောင်ရွက်လျက်ရှိပါတယ်လို့ဦးနေဖုံးလက်ကပြောခဲ့ပါတယ်ကြပြင်းထိခိုက်ဒဏ်ရာရရဲဘော်တွေနဲ့တိုက်ပွဲဝင်ရဲဘော်တွေရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုတွေကိုတက်တာစီဖို့နှစ်သိမ့်ဆွေးနွေးရင်းအစီအစဉ်တွေကိုလည်းလှုပ်ဆောင်နေကြောင်းပြောဆိုခဲ့ပါတယ်။ချမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။